ပြည်သူတွေမြင်ကလေးတန်ကိုစွစွရွရွခန်းစားနေရတဲ့ကာလဖြစ်တော့လေ KNU ထဲကျုံနေမျိုးတွေပါစစ်ကောင်စီကတိုက်ပွဲဖြစ်ပါခြင်းမရှိပဲပြစ်ခတ်တိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေတယ်လို့ KNU တောင်မှရှိသူတွေကပြောပါတယ်ပြင်းအားရစ်ချာစကေးခုနှစ်တသမာခုနှစ်အားရှိတဲ့ငလင်တန်ကြောင့်မြန်မာပြည်အလဲပိုင်းဒေသတွေမှာထောင်နဲ့ခြေတဲ့ပြည်သူတွေထိခိုက်ဒေဆုံးပြီးအထင်ကြီးရသမိုင်းဝင်စီဒီပထူတွေနဲ့အဆောက်အအုံတွေပျက်စီးဆုံးရှုံးခဲ့ပါတယ် ဒီလိုကာလမျိုးမှာစစ်ကောင်စီအနေနဲ့ကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်ကုညီကယ်ဆယ်မှုတွေကိုသာဦးစားပေးရမယ့်အစားတိုင်းရင်းသားဒေသတွေနဲ့တော်လည်းအင်အားစုတွေထိချုပ်ထားတဲ့ဒေသတွေကို လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။စစ်ကောင်စီအနေနဲ့ဆုံးရှုံးသွားတဲ့နေမျိုးတွေကိုပြန်ရဖို့အတွက် KNU အုပ်ချုပ်နေမျိုးထဲမှာပုံမှန်အတိုင်းထိုးစစ်ဆင်တိုက်ခိုက်တာတွေဆက်ရှိနေပြီးစစ်ရေးလှုပ်ရှားမှုအပြောင်းအလဲမရှိဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ ဘဒူဆော့ကလစီကအခုလိုပြောပါတယ်။ငလင်းတန်ဖြစ်နေပေမဲ့လည်းပေါ့နော်။ဒီစစ်ရေးချင်းတွေကတော့စစ်ကောင်စီဘက်ကတော့သူရဲ့ဆုံးရှုံးသွားတဲ့နယ်မြေတွေကိုပြန်လည်ရရှိဖို့အတွက်ရုံးကန်လှုပ်ရှားတဲ့လှုပ်ရှားမှုမျိုးတွေရဲ့နောက်တော့ဒီနယ်မြေကိုပြန်လည်ရရှိဖို့အတွက်ထိုးစစ်ပုံစံပေါ့နော်။ထိုးစစ်လိုတိုက်ပွဲတွေတော့ဟောရှိနေပါတယ်ပေါ့နော်။အဲ့ဒါကတော့ကျွန်တော်တို့အော်နေမီဒီသာတော်တော်များများမှာပဲဖြစ်နေတာကိုကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျ။ ဟိုအပြစ်ခံရစင်းယာယီထုတ်ပြန်ထားတဲ့ကျွန်တော်တို့တော်လရင်အင်အားစုနေမြေထဲမှာစစ်ကောင်စီရဲ့စီရင်လှုံ့ဆော်မှုကတော့လေကြောင်းတိုက်ခိုက်မှုတွေကိုလေသူတို့ဘက်ကပေါ့နော်လှုံ့ဆော်နေတော့ကျွန်တော်တို့သိရပါတယ်ဒါကတော့ကျွန်တော်တို့မြင်တာကတော့ဟိုလူသားမဆန်မှုလောက်ရက်တစ်ခုဖြစ်တယ်လို့ပဲကျွန်တော်တို့နားလည်ပြီးတော့အာနာပြန်လည်ရရှိရေးကိုအဓိကထားရဆောင်ရွက်ချက်လို့ဒီလိုပဲကျွန်တော်တို့ရှုမြင်ပါတယ်အခုလိုငလင်တန်တစ်ပြည်သူတွေကိုကုညီကယ်ဆယ်ရေးလှုံ့ဆော်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီအပြင်ညီနောင်မဟာမိတ်၃ဘွဲ့နဲ့အခြားတိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဘက်ကခုခံစစ်ကလွဲပြီးထိုးစစ်ဆင်တိုက်ခတ်မှုတွေကိုယာယီရက်စဲထားမယ်လို့ထုတ်ပြန်ထားပါတယ်။ငလီတန်တစ်ပြည်သူတွေကို ကုညီကယ်ဆယ်ရေးလုပ်ဖို့နိုင်ငံကကုညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေအများအပြားရောက်ရှိနေတဲ့ကြားကစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုတွေကိုပေါ်ပေါ်ထစ်ထင်ပြုလုပ်ခဲ့တာပါ။ငလင်လောက်ခပ်ပြီးရက်ပိုင်းတွင်မှာပဲ ၊ KNU ထင်းကျုံနေမြေထဲကတမဟာ၅၊တမဟာ၆နဲ့တမဟာ၃နေမြေတွေမှာစစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်အရက်သားထိခတ်သေဆုံးတာတွေရှိခဲ့ပါတယ်။ပြောစုသူခုတင်နာလာခင်းနေချူတီကတော့ဆိုတာကမော်တော်မှာတက်ပြီးဒီပလော့တာတွေပြည်ကနေနေတဲလာသားလေ အမေဝဲတာပါလေအာပချီပကောတော့အချီအကောအချီဘူကောပုဂံနော်ပါချတဲ့နာကေတော့ဖဲလက်ချီဘူကောပုဂံနဲ့တူပါတာကွာချက်မေပါတာနတ်နာကိကလီကောကောခဲခဲချူချူကိုကိုဒီချက်တော့နေနေဝဲတရဟာတထတလော်တော့ကဘောယူဒူသူတော့ဟာတိတ်လာမိဖို့ဖတ်တို့လက်ချီဘူကောပုဂံနဲ့တော့ကလာသူမော်ဆိုးလို့လည်းဟိနေချူတီကောတာဆိုတာကမော်ပြီနေနေတမေပါဖါလေအကွာဒါလေတီဘူကောပုဂံနဲ့အကောပါမိဒါပါဖါလေအကွာဒါလေအတဆိုးတာကမော်အသူမော်ဆိုးလို့အတဆိုးတာကမော်အကော ပါဝဲအချိဖို့ကဖို့ကမြွက်ဒီတွေ့ဒါတော်တော့ဖက်ချူကဖို့ကမြွက်ကွာချဲမင်းတော့တကောတကောတကောတခဲဒီချောတော့နေသူခုသခုဝဲမညာနေနေလူချော့တိမထွဲမတဲ့ဒီဝဲတာချိဖို့ကဖို့ကမြွက်နေနေအဲဘကွာစင်ရမလောဝင်နေမြေပါတဖူလေအော်သောလောက်ခုခီဒေါ်ပြရနေအဂတသောက်တလောမနေ့ကဧပြီလ၂ရက်နေ့မှာစစ်ကောင်းဆောင်ကရက်၂၀အပြည့်ရက်ထားမယ်လို့ကြေညာခဲ့ပါတယ်အဲ့လိုမကြေညာခင်နိုင်ပိုင်းအလိုပါပဲ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတဲ့ KNU တက်မဟာငါနေမီတွေကလေးဖို့တာကြီးရအုပ်စုဝေးနေကာရွာကို လေချောင်းတတ်ခတ်ခဲ့တာကြောင့်အရက်သားကလေးငယ်နှစ်ဦးတေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။